င်္ဂါပါကျွန်တော်2024ခုနှစ်မှာမိခဲ့တဲ့အင်္ဂလိပ်စာမိခွန်းတွေကအစာစလုံးတွေကိုပြီးထားပြီးတော့ဖိဆွတ်ပေးရတယ်ပေါ့နော်ဒီ initial letters နဲ့ဆိုင်တဲ့လေ့ကျင့်ခန်းလေးကြီးကြီးအောင် complete the sentences with the appropriate words တင်တော်ရဲ့စကားလုံးတွေနဲ့ဝါကျတွေကိုဖြည့်ဆွတ်ပြပါတဲ့ the initial letters are given အစစလုံးတွေကိုပြီးထားပါတယ် ဒီဥစ္စာအတွက်စုစုပေါင်းဆက်မဲ့ရပါမယ်အဲ့တော့ unit 3အကုန်လုံးကနေပြီးတော့ရောထားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကစလုံးလေးကိုတီချာလေးလေးနားလေးထားရမယ်ပြီးတော့ဒီစကားအဆက်ဆက်ကလေးကိုလည်းတီထားရမယ်ပေါ့ဟော number 1လေးစကြည့်အောင် as the instructions were not clear enough instructions ကညွှန်ကြားချက်ကိုပြောတာအဲ့တော့ဘယ်လိုလုပ်ရမလဲဘယ်လိုခံရမလဲစသဖြင့်ညွှန်ကြားတာကို instructions လို့ခေါ်တာပေါ့အဲ့တော့ as the instructions were not clear enough ဒီညွှန်ကြားချက်တွေက မရှင်းလင်းတဲ့အတွက်ပေါ့ เนาะတရရဲ့ဘာသာပြန်မဆိုရင်လုံလောက်အောင်မရှင်းလင်းတဲ့အတွက်နားလဲနိုင်လောက်အောင်မရှင်းလင်းတဲ့အတွက်ဒီလိုမျိုးပြောချင်တာအဲ့တော့ညွှန်ကြားချက်တွေကမရှင်းလင်းတဲ့အတွက်ကြောင့်မလို့တဲ့ the players got blank အကစားသမားတွေက blank ဖြစ်သွားတယ်ဟာမရှင်းရင်ဘာဖြစ်သွားမလဲရှုပ်သွားမှာပေါ့နော်အလွယ်တကူနားမလည်နိုင်တော့ဘူးပေါ့ဒီလိုမျိုးအလွယ်တကူနားမလည်နိုင်တဲ့ဥစ္စာကို confused ဖြစ်တယ်လို့ပြောတယ်နောက်တစ်ခုက get ပြီးထားတယ်ဒီလိုမျိုး get ရဲ့နော် get through became လို့စသဖြင့်အဲ့ဒါတွေရဲ့အနောက်မှာလည်းပဲ adjective line နိုင်တယ်ဒါကြောင့်မလို့ဒီဥစ္စာအတွက်တင်တော်တဲ့စကားလုံးက confused ဖြစ်မယ်ဘာဖြစ်မလဲ confused get နာမှာ adjective ပုံစံမျိုးလိုက်နိုင်တယ်ဒါကြောင့်မလို့ get confused ဘာဖြစ်သွားလဲစိတ်ရှုပ်သွားတယ်ရှုပ်ထွေးသွားတယ်ပေါ့ number 2 to achieve a blank life blank life ကိုရရှိဖို့အတွက် one must have time for self care and hobbies for relaxation outside of work one must have time to achin shi ya ma bo no ba atwet le self care ko 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 give sai pho atwet do and hobbies ဝါသနာတွေအတွက်ဘာတို့လဲ for relaxation outside of work ဒီအလုပ်ကပြင်ပပေါ့နော်လုပ်ငန်းခွင်ပြင်ပမှာအပန်းဖြစ်မှုတွေအတွက်ပေါ့အဲ့ဒီဝါသနာတွေကိုကိုကိုခရူးဆိုင်မှုတွေအဲ့ဒါတွေအတွက်အချိန်ရှိရအောင်အလုပ်တွေပဲလုပ်နေပြီးတော့အပန်းဖြစ်ကြလေးမရှိကိုကိုခရူးဆိုင်ဖို့အချိန်မရှိဆိုတော့အဆင်မပြေနိုင်ဘူးဒါမမျှတဘူးပေါ့ဟောအနာပဲယူနေတဲ့အလုပ်မလုပ်ဘူးဆိုရင်လည်းမမျှတဘူးဒါဆိုရင်နှစ်ခုစလုံးရှိရမှာဖြစ်တဲ့တကြောင်မလို့နှစ်ခုစလုံးရှိရတာဘလို့ညီတဲ့ဘဝဖြစ်မယ် ဟန်ချင်းညီတဲ့ဘဝဖြစ်မှာပေါ့နော်အဲ့တော့မျှတတဲ့ဘဝဟန်ချင်းညီတဲ့ဘဝဒါမျိုးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်တယ်လဲ balance လို့ခေါ်ပါတယ် B A L E N C E D balance အဲ့တော့ balance life ရဖို့ဆိုရင်နော် time for self care and hobbies for relaxation outside of work ဒါလေးရှိဖို့လိုပါတယ် number 3 in our country ကျွန်တော်တို့ရဲ့နိုင်ငံမှာ taking off blank before entering a chamber အဲ့တော့ဖះเจ้าပေါ့နော်ဖះเจ้าတော့တခုခုကိုမဝင်ခင်မှာ blank ချွတ်တာကဒီညမှာ take off ရာချွတ်တယ်လို့နားလေထား take off ရာကချွတ်တယ်သူရဲ့စဉ်းညမဲ့ဆိုတော့ put on ဝစ်စနာဆိုတော့ put on ဝစ်စနာရဲ့စဉ်းညမဲ့ဆိုရင် take off ချွတ်တာပေါ့အဲ့တော့ဖះเจ้าတခုခုကိုမဝင်ခင်မှာဖះเจ้าတော့တခုခုကိုမဝင်ခင်မှာ blank ချွတ်တာက is not only a traditional practice ဒီရိုးရာအစင်လာတစ်ခုပေါ့နော်ရိုးရာတစ်ခုတာမကဘရောဆို a sign of respect လေးစားမှုကိုပြသတဲ့သင်္ကေတသမုံအမှတ်လက္ခဏာပေါ့အဲ့ဒါလေးဖြစ်ပါတယ်အဲ့တော့သူများတွေလို့လို့ကိုကလည်းလုပ်တယ်အဲ့လိုမျိုးလုပ်လာတဲ့ဥစ္စာ music နဲ့ချီးပြီးကြတယ်ဆိုတော့ဒါ traditional practice ပေါ့အဲ့ဒါတကူတဲ့တောင်မကဘူးလေးစားမှုကိုပြသတဲ့အမှတ်လက္ခဏာတခုလည်းဖြစ်ပါတယ်ဒါဆိုရင်ကိုကစဉ်းစားကြည့်အောင်ကဖျားတွေဘုန်းကြီးကျောင်းတွေအဲ့လိုမျိုးမြင့်မြတ်တဲ့နေရာတခုဝင်တဲ့အခါမှာဘာချွတ်လို့ရှိဖက်နဲ့ချွတ်လို့ရှိရပေါ့ကဲမှန်နေ S နဲ့စတဲ့အခါကျတော့ဖနက်ကိုပြောတဲ့အခါမှာပထမဆုံးစဉ်းစားမယ်ဆိုကြလုံးကတော့ဒီကိုယ့်ရဲ့ text မှာပါတယ်နော် textbook ထဲမှာပါတယ် shoes ကိုစဉ်းစားရမှာပေါ့ဘယ်နော်အဲ့တော့ shoes ထုတ်ကြမယ်ဒါနဲ့ shoes မစီးတဲ့သူတွေကြောင့်တခြားဖက်နဲ့တွေမချွတ်ရဘူးလားဆိုပြီးစဉ်းစားရမှာဆိုလို့သူကဘာတွေလဲရှိသေးလဲဆိုတော့ဟို slippers တို့နောက်တစ်ခါ sandals တို့ဒါတွေလဲဖက်နဲ့တွေပဲပေါ့အဲ့ဒါတွေလဲပြုတ်လို့ရပါတယ် shoes မဟုတ်ဖ ೇನೆ ဘာတွေပြုတ်လို့လဲရတော့ရသေးလဲဆိုတော့ slippers ဒါရင်လည်းချွတ်လို့ရမယ်။ဟောနောက်တစ်ခုက centers ကျူတန်ဖနက်တီပေါ့နော်အဲ့ဒါတွေအကုန်လုံးကဒါဖနက်တီပဲမဟုတ်လားအဲ့တော့ shoes to slippers to sandals to ဒါတွေအကုန်လုံးတစ်ခုခုဖြစ်ရင်အဆင်ပြေပါတယ်ဒါပေမဲ့ textbook တရားဥစားဥစားပေးဖြည့်စီခြင်းတဲ့တောင်မလို့ shoes တုံးလိုက်တာတော့ပိုကောင်းပါတယ် number 4 after the presentation ဒီလိုမျိုးတင်ပြပြောဆိုပြီးရဲ့နောက်မှာပေါ့ a curious listener asked the prisoner for additional blank on the topic after the presentation the dilumu တင်ပြပြီးရဲ့အနောက်မှာပေါ့နော်တင်ပြပြောဆိုပြီးရဲ့နောက်မှာ a curious listener တည်ကျင်စိတ်ပြင်ပြနေတဲ့နားထောင်သူကတဲ့ asked the prisoner prisoner ကိုမိတာပေါ့ဘာမိတယ်လဲဆိုတော့ for additional blank on on the topic ဒီနေ့မှာမီးရဲဆိုတာထင်စားတာ H4 ဆိုတော့တောင်းတယ်လို့ပြောရမှာပေါ့ H4 additional blank on the topic ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗာလိတွေသူတောင်းဆိုခဲ့တယ်လေဗာလိတွေမေးရတယ်လေပြောရတယ် okay ဆယ်ချက်လောက်ပြောရတယ်အမရသည်ထပ်ပြီးတော့တည်ကျင်တယ်ဒါဆိုရင် နောက်ထပ်အချက်လက်ကလေးတွေပေါ့နော်ဒီလိုမျိုးအချက်လက်ကို i နဲ့စတာရဲ့ဥစ္စာဘာဖြစ်နိုင်မလဲ information ဖြစ်မှာပေါ့တရင်အချက်လက်ကိုဆိုရင် information လို့ခေါ်ပါတယ်

အော်တယောက်ကနေကိုယ်မိကုန်မိတဲ့အခါကျဘလို့မထွေးပြောတာထက်ဆိုင်ရှင်းရှင်းလင်းလင်းပြောရနောက်ပြီးတော့အကြည့်တွေလွှဲဖဲ့ပြီးတော့ပြောရဆိုရင်ကိုကမရေရင်တဲ့သဘောကိုစိတ်တွေကမဟုတ်တာတွေးနေတဲ့သဘောမျိုးဒီလိုမျိုးတွေရောက်သွားမယ်အဲ့တော့ तू နဲ့ဘာဖြစ်ရမလဲဆိုမျိုးလုံးချင်းစုံရအဲ့လိုမျိုးမျိုးလုံးချင်းစုံတဲ့ဥစ္စာကိုလည်းထိန်းထားနိုင်ရမယ်အဲ့လိုမျိုးလုံးချင်းစုံတော့အိုင်းဘာလို့ခေါ်မလဲ contact ပေါ့အိုင်း contact number blank shopping has become my favorite pastime because I can enjoy free of cost shopping without buying anything. A blank shopping, blank zero တဲ့ဥစားက has become my favorite pastime. ငါအချိုက်ဆုံးဝါသနာပါရအလုပ်ဖြစ်တယ်။ Okay, ဒါဆို shopping တမျိုးပဲ။ဘယ်လိုမျိုး shopping လဲ? because I can enjoy free of cost shopping. ဘာဖြစ်လို့လဲဆိုတော့ အဆက်မကုန်တဲ့ shopping လုပ်တဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒါမျိုးလေကိုကဟောခံစားနိုင်တယ် without buying anything ဆိုဘာမှမဝယ်ဘဲနဲ့ကဲဟိုကြည့်မယ်ဈေးလေးမိမယ်စသဖြင့်အဲ့လိုမျိုးလိုက်ကြည့်ပြီးတော့လုပ်တဲ့ဥစ္စာမျိုးတကယ်မဝယ်ဘဲနဲ့လုပ်တဲ့ဥစ္စာမျိုးကို bar shopping လို့ခေါ်မလဲ w နဲ့စထားတဲ့ shopping ပေါ့ window shopping လို့ခေါ်မယ်နော်အစားစလုံးအကြီးဆိုတော့သူ့ကို capital letter နဲ့ရေးဖို့မမိပါနဲ့ window shopping number 7 many people uploaded messages of blank to the victims of earthquake on social media uploaded trend ဟာတင်တာပေါ့နော် internet ပေါ်မှာတင်တယ် social media ပေါ်မှာတင်တယ်ဒီလိုမျိုးဒါ uploaded လို့ခေါ်ပါတယ် messages of blank ဆိုရင် blank ဖြစ်တဲ့သတင်းစကားလေးတွေပေါ့အဲ့တော့ many people uploaded messages of blank ဒါလောက်ကလေးတစ်ဖြတ်ပြောလိုက်မယ်လူများစွာက blank ဖြစ်တဲ့သတင်းစကားလေးတွေကိုတင်ပြီးကြ ဘသူတွေအတွက်လဲဆိုတော့ to the victims of earthquake victims are တခုခုကိုခံစားရတဲ့သူဒုက္ခတွေဒါက victims လို့ခေါ်ပါတယ် to the victims of earthquake ဆိုရင်ငလင်ပေးတဲ့ခံရတဲ့သူငလင်ဒုက္ခတွေတွေပေါ့အဲ့ဒါကို blank ဖြစ်တဲ့သတင်းစကားလေးတွေကိုတင်ပြီးတယ် on social media social media မှာပေါ့မာ facebook လိုမျိုး tiktok လိုမျိုးဒါမျိုးတွေကိုဒါ social media လို့ခေါ်တယ်အဲ့တော့သူတို့ကိုကိုယ်ကနေပြီးတော့ one man one တာဖြစ်တဲ့သတင်းစကားရဖြစ်နိုင်မှာ မဟုတ်ဘူးလေသူတို့ကိုတနာတဲ့သဘောမျိုးစာနာတဲ့သဘောမျိုးဂိယူနာတက်တဲ့သဘောမျိုးအဲ့လိုမျိုးသတင်းစကားလေးတွေလုတ်ပြရမောအော်ထက်တူဝန်နေရပါတယ်လို့စင်မကောင်းဖြစ်ရပါတယ်လို့ဒါမျိုးလေးတွေပြောပြရအဲ့လိုမျိုးကိုအဲ့လိုခံစားတဲ့ဥစ္စာကိုကိုကဘာလို့ခေါ်မလဲ sympathy လို့ခေါ်ပါတယ်နော်အဲ့တော့ S Y M P A T H Y number 8 grandpa always warns us not to trust people who are dishonest and lack blank grandpa's are apo ပြောနော်အဲ့တော့ grandpa always wants us အဖိုးကတို့အမြဲတမ်းသတိပေးတယ်ဘာလို့ကိုသတိပေးလဲဆိုတော့ not to trust people လူတွေကိုမယုံဖို့ပေါ့သူ့ကိုဟူးနဲ့ပြန်ညွှန်းလိုက်မယ်ဘလို့လူလဲဆိုတော့ who are dishonest and lack blank dishonest မယုံတာလား lack ဒါကတော့ကင်းမဲ့တာမရှိတာပေါ့အဲ့တော့ blank မရှိတဲ့သူတွေမယုံတာတဲ့သူတွေကိုမယုံကြည်ဖို့အတွက်အဖိုးကတို့အမြဲတမ်းဟောသတိပေးတယ် ဒါဆိုရင်ဘလို့လူတွေကိုမယုံရမှာလဲအိုင်နဲ့စားတဲ့ဆိုင်ဂုံတိခါမရှိတဲ့သူတွေကိုမယုံရမှာပေါ့နော်အဲ့တော့ဂုံတိခါ integrity လို့ခေါ်ပါတယ် i n t e g r i n t y လို့ပေါ့မယ် integrity 9 if a person fails to get the amount of sleep that he needs he may suffer from sleep deep blank or fail to get မရတာပေါ့နော်ရဖို့ပြက်ကွက်တယ်ဆိုတာမရတာ the amount of sleep that he needs သူလိုတဲ့အိပ်စက်ချိန်ပမာဏပေါ့အဲ့တော့ဘယ်နှစ်နိုင်လဲ6နိုင်လား7နိုင်လားစသဖြင့်အဲ့တော့အကုန်ပေါင်းပြလိုက်မယ် if a person fails to get the amount of amount of sleep that he needs လူတယောက်ကသူလိုတဲ့အိပ်စက်ချိန်ပမာဏကိုမရဘူးဆိုရင် he may suffer from sleep blank blank ကိုခံစားရနိုင်တယ် okay ဒါဆိုရင်ဘာဖြစ်မလဲလုံလောက်တဲ့အိပ်စက်ချိန်မရရင်ဘာဖြစ်လဲအေးမောရတာပေါ့ဟုတ်ပြီနော်အေးမောရတာကို sleep ဘာလို့ခေါ်လဲ deprivation လို့ခေါ်ပါတယ် deprivation D E P R I V A T R O N deprivation အရေးမဝတဲ့ဥစ္စာကိုခံစားနေတယ်။နံပါတ်3 since the blank has risen 2 degrees today is warmer than yesterday အော် blank က2 degree မြင့်တက်သွားတဲ့အတွက်ကြောင့်မလို့တဲ့ဒီနေ့ကမနေ့ကထက်ပိုပြီးတော့ပူနွေးနေတယ်။ Okay ဒါဆိုရင်ပူနွေးတယ်ဆိုတော့ဘာမြင့်တက်လို့ပဲဖြစ်မလဲ။အပူချိန်မော temperature ပဲဖြစ်ရမှာပေါ့နော်အဲတီနဲ့စားတဲ့ဥစား temperature တိတိကျကျလေးပေါင်းပြီးပါ T E M P E R A T U R E temperature ဲ့နော်အဲ့တော့အဖြေလေးပြင်ပြတစ်ချက်ပြန်တိုက်ဆိုင်ကြည့်အောင် one ဆိုရင် confused two balanced three shoes တခြားစလုံးလေးလည်းဖြစ်နိုင်တယ်ဒီမှာတော့ test book ထဲမှာပါတဲ့စလုံးလေးပြလိုက်တယ်နောက် four information five contact six window seven sympathy eight integrity nine deprivation ten temperature ဒါလို့ဆိုရင်ဒီ initial letter တွေပြီးထားတဲ့ကွက်လက်ကလေးတွေကိုဘယ်လိုစဉ်းစားပြီးဖြည့်ဆို့ရမလဲဆိုတော့နားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်